အားလုံးပဲမင်္ဂလာပါရှင်ဆီယမကတော့နှုတ်ရတာသမီးအတွက်ဒီစနေ့လပိုင်းတစ်လစာတာရောနမိတ်ကံကျမကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်နှုတ်ရတာသမီးအနေနဲ့ဒီကလာမျိုးမှာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်တော့ မိမိထက်ကြီးတဲ့သူအမျိုးသမီးတဦးရဲ့အကူအညီကောင်းလေးရရှိတတ်ပါတယ်ဒီအချိန်မှာမိမိကအလောက်ရှာနေတဲ့သူဖြစ်လို့ရှိရင်လည်းဒီလိုအမျိုးသမီးတယောက်ကိုအလောက်ရှာခိုင်းမှာမိမိနဲ့အဲတိကျမ်းတဲ့အမျိုးသမီးတဦးကိုအကူအညီတောင်းမှာဒါဆိုရင်တော့အဆက်ဆက်ရအဆင်ပြေပြီးမိမိလုပ်ငန်းတွေကပြန်လည်ပြီးတဲ့အဆင်ပြေလာပါလိမ့်မယ်ဒီကလာမျိုးမှာမိမိကနိုင်ငံခြားနဲ့ပတ်သက်ပြီးလုပ်ငန်းကိုလောက်ကင်နေတဲ့သူဆိုလို့ရှိရင်တော့အဆင်ပြေမှုတွေရရှိနိုင်မဲ့ကာလတစ်ခု ဆိုလည်းမမှားပါဘူးเนาะဒီအချိန်မှာနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ပညာသင်ကြားဖို့အင်တာဗျူးဖြေဆိုထားတာဖြစ်ဖြစ်ဒါဆိုလို့ရှိရင်တော့အမြန်ဆုံးသွားရတတ်ပါတယ်ဒီကာလမျိုးမှာမိမိကမိမိလုပ်ငန်းနဲ့ပတ်သက်ပြီးနိုင်ငံခြားခီးစဉ်တွေတော့မဟုတ်လို့ရှိရင်တော့မှဒီအချိန်မှာရဲဝဲခီးတွေသွားတတ်ပါတယ်ဒီခီးကပျော်ရွှင်စရာကောင်းပြီးတော့လုပ်ငန်းကိုင်ခန်းတွေအဆင်ပြေမဲ့ခီးတစ်ခုဆိုလည်းမမှားပါဘူးเนาะဒီကာလမျိုးမှာတနင်္ဂနွေသားသမီးတွေနေဘာတွေရှိခဲ့လို့ရှိရင်ပို့ပြီးတော့ဘာတွေဖြစ်ခဲ့လို့ရှိရင်ကံကောင်းမလဲဆိုရင် မိမိရှိကိုဘာသာရေးနဲ့ပတ်သက်တဲ့လက်ဆောင်တစ်ခုခုရရှိခဲ့ရတယ်ဆိုလို့ရှိရင်တော့ဒါဆိုရင်တော့ပို့ပြီးတော့ကံကောင်းမှုတွေပိုင်ဆိုင်နိုင်ပါပြီ။ဒီလိုမျိုးရရှိခဲ့ရတယ်ဆိုရင်တော့တနည်းသာသမီးတွေအနေနဲ့ထီဝါဒနာပိုင်ထီကန်ဆတ်မှုမမေ့ပါနဲ့လို့ဆီယမကပြောကြခြင်းပါတယ်။တနည်းသာသမီးတွေအနေနဲ့ဒီကလာမျိုးမှာဖះဆင်းမှုတော့တဆူဆူပါမိမိရှိကြွလာခဲ့လို့ရှိရင်လည်းမိမိကအမျက်တနိုးနဲ့တတ်မိုးထားပြီးပူဇော်ပါလို့ဆီယမကပြောကြခြင်းပါတယ်။ဒီကလာမျိုးမှာမိမိကအမွေကိစ္စနဲ့ပတ်သက်ပြီးတော့အဲစကားများတာမျိုးတွေဒါမျိုးတွေရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့်မို့လို့ဒီအချိန်မှာအမွေကလည်းမမျှော်လင့်မဲနဲ့ရတ်တက်သလိုဒီကိစ္စနဲ့ပတ် ်သက်ပြီးတော့စကားများပြီးကြောက်ကစားဖြစ်ပြီးမှရက်တက်ပါတယ်လို့ဆရာမကပြောချင်ပါတယ်ဒီကာလမျိုးမှာတရုတ်ရဲ့သားသမီးတွေအနေနဲ့မိမိကအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးလောက်ကိုင်းနေတဲ့သူဆိုလို့ရှိရင်တော့ဒီအချိန်မှာထူးချွန်ပြီးတော့အောင်မြင်မှုတွေရရှိနေပါလိမ့်မယ်လို့ဆရာမကပြောကြချင်ပါတယ်ဒီကာလမျိုးမှာတရုတ်ရဲ့သားသမီးတွေအနေနဲ့မိမိအရင်ကမျှော်လင့်ထားတဲ့ပေါ့နော်ငွေကြေးပမာဏတွေအများဆုံးရက်တက်ပါတယ်ရက်ဝေးမှာမိမိရောက်ရှိနေတဲ့ရရရှိတဲ့ငွေတွေလည်းပြန်လည်ပြီးတော့ရရှိတတ်ပါတယ်ဒီကာလမျိုးမှာတရုတ်ရဲ့သားသမီးတွေနဲ့မိမိက စက်ပစ္စည်းအနေနဲ့ဝယ်ဖို့စီစဉ်ထားရဆိုလို့ရှိရင်တော့မော်တော်ကားအစ်စ်ရတာမျိုးဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်းဆိုင်ကယ်စပိန်အစ်စ်ဝင်တာမျိုးတွေရှိတတ်ပါတယ်ဒါမျိုးတွေရတတ်ပါတယ်တိရစ္ဆာန်သားသမီးတွေရဲ့အခြေအနေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းဒီကာလမျိုးမှာမိမိချစ်သူနဲ့မိမိ နှစ်ဦးကြာကိုကြားဝင်ပြီးတော့ခလောက်ဆံပြီးတော့ဝင်ရောက်ပြီးတော့မတစ်မမြတ်ဖြစ်ပြည့်အောင်ပြုတ်လောက်တာမျိုးတွေခံရတာပဲတဲ့ဒါကြောင့်မလို့အထူးတတိထားပါလို့ဆရာမကပြောကြခြင်းပါတယ်စက်မရေးအနေနဲ့ပြောရမယ်ဆိုရင်လည်းဒီကာလာမျိုးမှာရေမိုးချိုးတာတွေပါဘောနော်စင်ကျင်မော့ဒီဂျေးချိုးမှားပြီးတော့နေမကောင်းဖြစ်တာမျိုးတွေဖျားတာမျိုးတွေဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်တွင်တွင်သားသမီးတွေအနေနဲ့ဒီကာလာမျိုးမှာမိမိရဲ့စက်မရေးကိုလည်းအထူးကူးစိုက်ပါလို့ဆရာမကပြောကြခြင်းပါတယ်တွင်တွင်သားသမီးတွေအနေနဲ့အစအစအရာရာကံကောင်းနေမဲ့ကာလာတစ်ခုတော့ဖြစ်ပါတယ်ဒါပေမဲ့မဆိုတလောက်အဆိုးလေး ွေရှိနေတဲ့အတွက်ဆီယာမကရရလေးတစ်ခုပေးချင်ပါတယ်ဒါကဘာလဲဆိုလို့ရှိရင်မှန်လေးတစ်ချက်ပေါ်မှာအမှန်တင်ကြေတာကိုရေးပြီးစောင့်ထားလိုက်ပါဒါဆိုရင်တော့တနည်းနေသားသမီးတွေအားလုံးကံကောင်းခြင်းတွေပိုင်ဆိုင်ပြီးတော့စိုးကျိုးတွေပြေပျောက်ပြီးကံကောင်းခြင်းတွေအမြန်ဆုံးပိုင်ဆိုင်နိုင်ပါလိမ့်မယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဆီယမကတော့ဒီနေ့မှတနင်္လာသာသမီများအတွက်ဒီ၁၂လပိုင်းတလစာတားတော့နမိတ်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါလေရှင်တနင်္လာသာသမီတွေဟာဒီကာလမျိုးမှာ မိမိရဲ့လုပ်ငန်းဆောင်ငန်းတွေကအရင်ကနဲ့မတူဘဲနဲ့ဆုံးရှုံးမှုတွေဖြစ်တာမျိုးတွေကြုံပြရတတ်ပါတယ်။ဒီအချိန်မှာမိမိကဘလို့လောက်ကင်နေလဲဆိုရင်မိမိရဲ့လုပ်ငန်းတွေကိုအရင်နဲ့မတူဘဲနဲ့ရှော့ရှာပြီးတော့လောက်ကင်မှာမနိုင်မနစ်လှုပ်ဆောင်မှုတွေကိုရှောင်ကျင်ပါလို့ဆရာမကပြောကြစင်ပါတယ်။တနည်းလားသာသမီတွေနဲ့ဒီကလာမျိုးမှာဆုံးရှုံးနေတာမျိုးတွေကြုံပြရတတ်ပါတယ်။အထူးသတိထားဆောင်ရွက်ပါလို့ပဲပြောချင်ပါတယ်။ဒီကလာမျိုးမှာအပေါ်ယံကိစ္စများကြောင့်လည်းအချိန်ကုန်တတ်ပါတယ်။ဒီအချိန်မှာအပေါ်ယံကိစ္စတွေဆိုတာမိမိကိုဘာမှမဟုတ်တဲ့ကိစ္စတွေနဲ့ပေါ့နော်ပြဿနာရှာခံရတာမျိုး အဲအလုတ်လောက်ရတာမျိုးရင်ဆိုင်ရတာမျိုးဒါမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်ဒါတွေကိုတိတ်ပြီးတော့ခံ စားမနေမနဲ့မိမိလှုပ်ဆရာရှိတာကိုလှုပ်ဆောင်ပါလို့ဆရာမကပြောကြားခြင်းပါတယ်တနည်းလားသာသမီတွေအနေနဲ့ဘာတစ်ခုတတိထားရမလဲဆိုရင်ဒီကလာမျိုးမှာအိမ်ရောင်းဝယ်ရောင်းမဝယ်မားတွေခြံရောင်းဝယ်ရောင်းမဝယ်မားတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဆရာမကပြောခြင်းတာတော့ဒီကလာမျိုးမှာဒီလိုကိစ္စတွေဆောင်ရွက်မယ်ဆိုရင်မလုပ်သေးပါနဲ့ဟုတ်လို့ဆရာမကပြောကြားခြင်းပါတယ်ဒီကလာမျိုးမှာမိမိကဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီချိန်မှာအလုပ်နေရပြောင်းရွှေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီကလာမျိုးမှာတနည်းလားသာသမီတွေအနေနဲ့မိမိရဲ့ညီဝမနမတအူးကြောင့်စိတ်ညစ်ရတာ မျိုးတွေစိတ်တော့ကရောက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒီအချိန်မှာမိမိကစိတ်အေးအေးထားပြီးတော့အရာအားလုံးကိုရင်ဆိုင်ပြီးကြော်ဖြတ်ပါလို့ဆရာမက ပြောကြားခြင်းပါတယ်။ ဒီကာလမျိုးမှာမိမိကနိုင်ငံသားမှာအလုပ်ရှာမှုပြောထားတာတွေအလုပ်ဝင်မှုပြောထားတာတွေနိုင်ငံသားနဲ့ပတ်သက်တဲ့အလုပ်တွေမလုပ်ဆောင်သေးပါနဲ့။အော်ဒီကာလမျိုးမှာအဆင်မပြေသေးပါဘူးလို့ဆရာမကပြောကြခြင်းပါတယ်။တနင်္လာသတ္တမိနေ့နဲ့မိမိရဲ့ကျမအင်းနေနဲ့ပြောရမယ်ဆိုရင်လည်းဒီအချိန်မှာအစားအသောက်အနေထိုင်အများကြီးဆင်ခြင်ပါလို့ဆရာမကပြောကြခြင်းပါတယ်။ဒီကာလမျိုးမှာဝမ်ပြက်ဝမ်ရှော့ဒါမျိုးယောဂါတွေဖြစ်တတ်ပါတယ်။ဝမ်ပိုက်နဲ့ပတ်သက်တဲ့လေယောဂါဝေဒနာတွေခံစားတတ်ပါတယ်။ဒါကြောင့်မို့လို့မိမိကအထူးသတိထားပြီးနေထိုင်မယ်ဆိုရင်ဒါလေးတွေကမပြောပါလောက်ပါဘူး။အရာအလုံးအဆင်ပြေသွား ွားပါလိမ့်မယ်လို့ဆရာမကပြောကြခြင်းပါတယ်အဲအချင်းရင်းနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တော့အဲမိမိချစ်သူအပြင်မိမိကိုတခြားပေါ့နော်ချစ်ကြိုက်နေတဲ့သူတွေကြုံတွေ့ရတတ်ပါတယ်ပြောရရင်တော့ဒီကာလမျိုးမှာတနင်္လာသားသမီးတွေအနေနဲ့ စမ်းပွင့်တဲ့ကာလတခုဆိုလဲမမပါဘူးဒါကြောင့်မိမိကမိမိချစ်သူတယောက်ပဲကိုရယ်ရည်ရွယ်ပြီးချစ်မယ်ဆိုရင်တော့တခြားလူတွေကိုညှင်းဆိုပါလို့ဆရာမကပြောကြချင်ပါတယ်တလင်းလာသားသမီးတွေအနေနဲ့ဒီကာလမျိုးမှာမဆိုတလောက်ပေါ့နော်အဆိုးလေးတွေကြုံတွေ့နေရတာဖြစ်ပါတယ်ဒါကိုမိမိကစိတ်အေးအေးထားပြီးတေချာလေးနဲ့ကြော်ဖြတ်မယ်ဆိုရင်အရာအလုံး ဖြည့်ရှင်းပြီးတော့ကြော်ဖြတ်နိုင်ပါလိမ့်မယ်လို့ဆီယမားကပြောကြားခြင်းပါတယ်။ဒါပေမဲ့တနင်္လာသားသမီးတွေကိုဆီယမားကရေရလေးတစ်ခုပေးခြင်းပါသေးတယ်။ဒါကဘာလဲဆိုရင်တောက်ရေစစ်တစ်ခုပေါ်မှာမိမိနာမည်ရေးပြီးဖုန်းကြောင်းကိုလူတန်းလိုက်ပါ။ဒါဆိုရင်တော့တနင်္လာသားသမီးတွေအနေနဲ့ကောင်းကျိုးတွေဝေဆာပြီးဆိုးကျိုးတွေပြေပြောက်သွားမှာအမှန်ပါပဲရှင်။တနင်္လာသားသမီးများအားလုံးလည်းအဆင်ပြေကြပါစေလို့ဆီယမားကလည်းထပ်ဆင့်ပြီးဆုတောင်းပေးလိုက်ပါတယ်ရှင်။ အလုံးမဲမင်္ဂလာပါရှင်ဆရာမကတော့ဒီနေ့မှအင်္ဂါသားသမီးများအတွက်ဒီဆက်နလာပိုင်းတလားစာဒါတော့နမိတ်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါလိမ့်ရှင်ဆရာမကတော့ဒီကလာမျိုးမှာ အင်္ဂါသားသမီးတွေကိုပြောချင်တာကတော့ဒီချိန်မှာအင်္ဂါသားသမီးတွေက ကံကောင်းပြီးတော့အရာအလုံးမိမိရဲ့ကန်စာတာတွေကမြင့်လက်လာမဲ့ကာလတစ်ခုဆိုလဲမမှားပါဘူးเนาะဒီချိန်မှာအင်အားသားသမီးတွေကိုပြောကြကျင်တာကတော့ဒီချိန်မှာမိမိရဲ့အဲလုပ်ငန်းမိမိရဲ့အဖွဲ့အစည်းတွေမှာမိမိကယာတုတိုးတာမျိုးတွေ ဒီကန္တာမျိုးမှာမိမိရဲ့အခြေအနေတွေကအရင်နဲ့မတူဘဲနဲ့တိုးတက်ပြောင်းလဲသွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒီအချိန်မှာအဲမိမိရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်အရာအလုံးနဲ့ပတ်သက်ပြီးဖြစ်ဖြစ်မိမိရဲ့ဩဇာအတရားမှုတွေကအရင်ကနဲ့မတူဘဲနဲ့ပို့ပြီးတော့အကောင်းလာပြီးကောင်းကျိုးမှုတွေကိုစောင့်ကြည့်လာတော့ပြောင်းလဲမှုတွေနဲ့ကြုံတွေ့ရတတ်တာပါတယ်။ဒီကန္တာမျိုးမှာအင်္ဂါသတ္တမိတွေအနေနဲ့ ဒီချိန်မှာမမျှော်လင့်မင်းနဲ့လေစီးပွားရေးလုပ်ငန်းသစ်ဆိုင်သစ်တွေလောက်ကန်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီချိန်မှာမိမိကအရင်ကပြုတ်လုံမယ်လို့ရည်ရွယ်ထားရည်မှန်းထားတဲ့အလူဒဏ္ဍာတွေရဲ့ပြုတ်လုံကတတ်ပါတယ်လောက်ကန်ရတတ်ပါတယ်ဒီကာလမျိုးမှာအင်္ဂါသတ္တမိတွေအနေနဲ့မမျှော်လင့်မင်းနဲ့ရုပ်တရက်အိမ်အောင်ကြတာမျိုးတွေအိမ်အောင်ပြုတ်ပစ်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီကာလမျိုးမှာအင်္ဂါသတ္တမိတွေကချစ်သူကြီးစားမရှိခဲ့ဘူးဆိုရင်လေဒီချိန်မှာမမျှော်လင့်မင်းနဲ့မိမိကချစ်သူကြီးစားရတတ်ပါတယ်ဒီကာလမျိုးမှာအင်္ဂါသတ္တမိတွေအနေနဲ့ဘလို့နေရာတွေကိုခရီးထွက်ခင်းတဲ့ ်လဲဆိုလို့ရှိရင်ဒီအချိန်မှာတောင်ကုန်းတောင်တန်းဘက်တွေကိုခရီးသွားတာလာတာမျိုးတွေပြုလုပ်ရတတ်ပါတယ်ဒီလိုမျိုးပြုလုပ်မယ်ဆိုရင်တော့မိမိကခရီးထွက်ပြီးပြန်လာပြီဆိုရင်တော့မိမိရဲ့စိတ်တွေကအရင်နဲ့မတူဘဲနဲ့ပြန်လည်ပြီးတော့ကြည်လင်လန်းဆန်းလာပြီးကံကောင်းခြင်းတွေကိုပိုင်ဆိုင်ရပါလိမ့်မယ်လို့ဆရာမကပြောကြားခြင်းပါတယ်ဒီကလာမျိုးမှာအင်္ဂါသားသမီးတွေအနေနဲ့မိမိရဲ့ဆွေမျိုးများကိုမိမိကပဲပေးကမ်းရတာမျိုးတွေစွန့်ကြဲရတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီချိန်မှာအင်္ဂါသားသမီးတွေအနေနဲ့ကျမရင်းကိုပြောမယ်ဆိုရင်လေ က်ဒီကလာမျိုးမှာမဆိုးတဲ့လောက်ကလေးပဲကျမကြီးကရှိမှာပါဒါကတော့ခေါင်းအုံခေါင်းထိုးခေါင်းကိုက်ဇကြောတက်ဒါမျိုးဝေဒနာလောက်ပဲဖြစ်မှာပါလို့ဆရာမကပြောခြင်းပါတယ်ဒီကလာမျိုးမှာအင်္ဂါသသမိတွေအနေနဲ့ ဘာတခုကိုလောက်ကင်ရင်အဆင်ပြေမလဲဆိုရင်ဒီချိန်မှာထီဝါသနာပါလို့မိမိကထီထိုးမယ်ဆိုရင်ဒီကလာမျိုးမှာမိမိကမမျော်လင့်မဲ့ထီထပောက်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မို့လို့အင်္ဂါသားသမီးတွေအနေနဲ့ဒီကလာမျိုးမှာကံကောင်းခြင်းတွေပိုင်ဆိုင်နေတဲ့ကာလတခုဆိုလဲမမားပါဘူးเนาะဒါပေမဲ့ဆီယမကအင်္ဂါသားသမီးတွေကိုရရရလေးတခုတော့ပေးခြင်းမှသေးတယ်ဒါကဘာလဲဆိုရင်မိမိရဲ့ဖနက်အဟောင်းတရံကိုမိမိရဲ့နေအိမ်ရဲ့အနောက်ဘက်မှာစွန့်လိုက်ပါဒါမှမဟုတ်လို့ရှိရင်လည်းမိမိအိမ်မှာရှိတဲ့ဖနက်အဟောင်းတရံကိုစွန့်ပစ်လိုက်ပါ ာဒါဆိုရင်တော့အင်္ဂါသသမီတွေအနေနဲ့ကောင်းကျိုးတွေဝေစားပြီးဆိုးကျိုးတွေပြပြောက်သွားမှာအမှန်ပါပဲရှင်အင်္ဂါသသမီများအလုံးအဆင်ပြေကြပါစေလို့ဆရာမကလည်းထပ်ဆင့်ပြီးဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့ဒီနေ့မှဗုဒ္ဓဟူးသသမီများအတွက်၁၂လပိုင်းတလစာတာတော့နမိတ်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်။ ဆီယမကဒီကာလမျိုးမှာဗုဒ္ဓဘုရားသမီးတွေကိုတခုပြောကြားခြင်းပါတယ်ဒီအချိန်နေမှာဗုဒ္ဓဘုရားသမီးတွေအနေနဲ့မိမိရဲ့စီးပွားရေးလုပ်ငန်းတွေကအရင်နဲ့မတူဘဲနဲ့အချိန်နေမကောင်းမနဲ့နောက်နှင်းနေရာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မိမိမျှော်လင့်ထားသောလုပ်ငန်းတွေဖြစ်မလာဘဲနဲ့ ဒီအခက်ခဲမျိုးစုံနဲ့ကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်ဒီကာလမျိုးမှာဗုဒ္ဓဦးသားသမီးတွေအနေနဲ့စိတ်ရှည်သီးခံမဲ့ကာလတစ်ခုဆိုလည်းမမှားပါဘူးနော်။ဒီကာလမျိုးမှာကျမရဲ့အနေနဲ့ပြောရမယ်ဆိုရင်လည်းမိမိရဲ့ကျမရဲ့ရုပ်တရက်ကျမရဲ့ညံ့သွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အထူးသတိထားပြီး view site ပါလို့ဆရာမကပြောကြားခြင်းပါတယ်။ဒါပေမဲ့မိမိကစိတ်ရှည်သီးခံပြီးတော့အရာအားလုံးကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်အရာအားလုံးကပြန်လဲပြီးကောင်းမွန်လာပါလိမ့်မယ်။ဒီကာလမျိုးမှာမိမိနဲ့အရင်က အခက်မသိဖြစ်ခဲ့ဘူးတဲ့သူအဆင်မပြေဖြစ်ခဲ့ဘူးတဲ့သူကပြန်ပြီးတော့ဒုက္ခပေးတာမျိုးတွေမိမိကိုကြောက်တွန်းတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်အထူးတတိထားပါလို့ပြောချင်ပါတယ်။ဒီအချိန်မှာအခြေအနေအနေနဲ့ပြောရမယ်ဆိုရင်လည်းမိမိတို့ချစ်သူရည်ရွယ်ချက်ကိုအဲ မိမိကိုမကျင်နဲ့တဲ့သူဒါမှမဟုတ်သူ့ကိုမကျင်နဲ့တဲ့သူကဝင်ရောက်ပြီးနှောက်ရတာမျိုးတွေမနာလိုတိုက်ခိုက်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဗုဒ္ဓသာသမိတွေအနေနဲ့ဒီကာလမျိုးမှာဘာတွေကြုံတွေ့ရင်ကန့်ကောက်နိုင်လဲဆိုတော့မိမိရဲ့အိမ်နားဝန်းကျင်မှာနာရေးပေါ်လာခဲ့ရင်တော့မိမိကကန့်ကောက်ခြင်းတွေပိုင်ဆိုင်ပါပြီလို့ဒါဆိုလို့ရှိရင်တော့မိမိအနေနဲ့ပြန်လည်ပြီးတော့ကန့် မိမိရဲ့ကံတွေကပြန်လဲပြီးကောင်းမွန်မလာပါလိမ့်မယ်။ဘုရုသားသမီးတွေအနေနဲ့ဒီကာလမျိုးမှာအရာအလုံးကိုဂိူးတဆိုင်နဲ့နေထိုင်မဲ့ဆိုရင်ဒီမပြောပါလောက်တဲ့အစိုးအခိုက်အညံ့လေးတွေကအမြန်ဆုံးပြပြောက်သွားမှာပါလို့ဆရာမကပြောကြခြင်းပါတယ်။ဒီကာလမျိုးမှာဘုရုသားသမီးတွေအနေနဲ့ရရရလေးတစ်ခုလောက်ရပါမယ်။ဒါကဘာလဲဆိုလို့ရှိရင်တော့မိမိရဲ့နေအိမ်မှာအဲပိတ်စအနီ6000ကိုဖြတ်ပြီးရောဆွဲထားလိုက်ပါဒါဆိုရင်တော့ဗုဒ္ဓဘာသာသမီးတွေအနေနဲ့မိမိမှာရှိနေတဲ့ မကောင်းတဲ့အဆိုးအခိုက်အညံ့တွေကပြည့်ပြောက်သွားပြီးကောင်းကျိုးတွေဝေဆာလာပါလိမ့်မယ်လို့ဆရာမကပြောကြားခြင်းပါတယ်ဗုဒ္ဓဘုရားသမီးများအားလုံးလည်းအစီအမြေကြပါစေလို့ထပ်ဆင့်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့ဒီနေ့မှကျသာဝေးသမီးများအတွက်ဒီ၁၂လပိုင်း၁လစာတားတော်နမိတ်ကံကျမကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်ဒီကလာမျိုးမှာအကြသာပရိသသမီးနေနဲ့ မိမိရဲ့အလုံးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေကြားတတ်ပါတယ်မိမိရဲ့လုပ်ငန်းကိုင်ငန်းတွေကအရင်ကနဲ့မတူဘဲနဲ့အဆင်ပြေလာပါလိမ့်မယ်အရင်ကမိမိရဲ့လုပ်ငန်းမှာပြိုင်ဆိုင်တဲ့သူရှိနေရဆိုရင်လည်းဒီကာလမျိုးမှာမိမိကပဲအောင်မြင်မှုတွေရရှိနေပါလိမ့်မယ်အကယ်၍မိမိကအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးလောက်ကိုင်နေတဲ့သူဆိုလို့ရှိရင်တော့ဒီကာလမျိုးမှာမိမိရဲ့အမှုပညာလုပ်ငန်းတွေကလည်းအရင်နဲ့မတူဘဲနဲ့နာမည်ကုန်သတင်းတွေကြီးမားပြီးတော့အဆင်ပြေတာမျိုးတွေကြုံရတတ်ပါတယ်ဒီအချိန်မှာကြာသပတေးသားသမီးတွေအနေနဲ့မိမိကိုရွယ်ဝေးကသတင်းကောင်းနေတဲ့ ကြားတတ်ပါတယ်ဒီကာလမျိုးမှာကောင်းသောသတင်းတွေရဝေးမှာမိမိနဲ့ကွဲကွာနေသောလူတွေနဲ့လည်းပြန်လည်ပြီးတော့ဆုံတွေ့ရတတ်ပါတယ်ဒီကာလမျိုးမှာမိမိရဲ့အခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းမိမိရဲ့ချစ်သူကမိမိကိုအရင်နဲ့မတူဘဲနဲ့ပြန်လည်ပြီးတောင်းပန်တာမျိုးတွေပြန်လည်ပြီးမိမိနဲ့ချစ်ချစ်ခင်မှုရရှိတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်မိမိရဲ့အိမ်တော်ရေးနဲ့ပြောရမယ်ဆိုရင်လည်းအရင်တော့အဆင်ပြေပြီးတပြက်ဒီကာလမျိုးမှာမိမိရဲ့အိမ်တော်ရေးကပြန်လည်တင့်ပြက်ပြီးတော့ပြန်လည်ပြီးတော့အဆင်ပြေပြေလာပါလိမ့်မယ်ဒီအချိန်မှာ ထူးထူးဆန်းဆန်းဘာတွေကြုံတွေ့ရမလဲဆိုလို့ရှိရင်ထူးဆန်းတော့အိမ်မက်ကောင်းတွေမတ်တက်ပါတယ်မိမိအရင်ကမရမရရှိသေးသောငွေကြေးလက်လုံထားတဲ့ငွေကြေးတွေဒီကလာမျိုးမှာပြန်လည်ပြီးတော့ရရှိရတတ်ပါတယ်မိမိနဲ့အရင်ကပေါ့နော်အဲရံပတ်ဖြစ်ပြီးတော့အဆင်မပြေတဲ့သူတွေနဲ့ဒီကလာမျိုးမှာမိမိနဲ့ပြန်လည်ပြီးတော့အဆင်ပြေပြီးတော့ညှိနှိုင်းပြီးတော့အရင်နဲ့မတူဘဲနဲ့မိမိကိုဒါရောက်ပြီးဝင်ချတောင်းပန်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ် ကျတော့ရိတ်သားသမီးရဲ့ပညာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်လည်းမိမိပညာရေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေသတင်းထူးတွေကြားတတ်ပါတယ်။နိုင်ငံခြားခီးစဉ်သွားဖို့ရည်ရွယ်ထားရဆိုလို့ရှိရင်တော့ဒီကလာမျိုးမှာအဆင်ပြေအောင်မြင်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ကျတော့ရိတ်သားသမီးတွေအနေနဲ့ဒီအချိန်မှာကန့်ကောက်နေတဲ့ကာလတစ်ခုဆိုလည်းမမပါဘူးเนาะအဆဆရရအဆင်ပြေနေမယ်ကာလတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်းဆီယမ်ကကျတော့ရိတ်သားသမီးတွေကိုရရလေးပေးခြင်းပါသေးတယ်။ဒါကဘာလဲဆိုလို့ရှိရင် မိမိကညလေပိုင်းရောက်မှာပေါ့နော်၁၂နာရီလို့၁၇နာရီလို့အဲ့လိုအချိန်လောက်ရောက်မှာမေတ္တာတုပ်ကိုရွတ်ဖက်ပြီးတော့မေတ္တာပို့ပေးပါမေတ္တာပေးဝေပေးပါဒါဆိုလို့ရှိရင်တော့မိမိကပို့ပြီးပို့ပြီးတော့ဒီကာလမျိုးမှာကန့်ကောင်းခြင်းတွေပိုင်ဆိုင်လာမှာအမှန်ပါပဲရှင်ကြာပေသာသမီအားလုံးလည်းအဆင်ပြေကြပါစေလို့ဆရာမကလည်းထပ်ဆင်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဆီမားကတော့ဒီနေ့မှတောက်ကြသားသမီးများအားလုံးအတွက်၁၂လပိုင်းတလစာတားလုံးနမိတ်ကံကြမ္မာကိုဟောကြားပေးမှဖြစ်ပါတယ်ရှင်။ ောက်ကြသားသမီးတွေအနေနဲ့ဒီလက်ကလာမျိုးမှာမိမိရဲ့လုပ်ငန်းကိုင်ခန်းတွေကို ဝင်ရောက်ပြီးနှောက်ရတဲ့သူတွေတိုက်ခိုက်တဲ့သူတွေနဲ့ကြုံတွေ့နေရတတ်ပါတယ်ဒါပေမဲ့ဒါတွေကြုံတွေ့လာခဲ့ရင်လည်းစိုးရိမ်စရာမရှိပါဘူးเนาะသူတို့ကဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်မိမိရဲ့လုပ်ငန်းတွေကိုဘလောက်ပဲပြိုင်ဆိုင်ပြိုင်ဆိုင်မိမိကပဲအဆင်ပြေပြီးအောင်မြင်မှုတွေရရှိနေပါလိမ့်မယ်ဒါပေမဲ့ဒီလိုမျိုးတွေကြုံတွေ့ခဲ့ရတယ်ဆိုလို့ရှိရင်တော့မိမိကအရာအလုံးကိုတည်ငြိမ်စွာစိတ်အေးချမ်းစွာနဲ့ဖြည့်ရှင်းပြီးပြဿနာအလုံးကိုပြေလည်အောင်အကောင်းမြင်စိတ်နဲ့ကြည့်ရှုပြီးတော့ဖြည့်ရှင်းပါလို့ဆရာမကပြောကြခြင်းပါတယ်ဒါမျိုးဖြစ်လာခဲ့ရင်လည်းမိမိကဘာကိုမှတွေးဝေစရာမရှိပါဘူးမိမိလောက်စရာရှိရမိမိကန်စရာရှိရ ကိုလောက်ကင်မှာအသေးချာလေးစနစ်တကျနဲ့လောက်ကင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေပြေနဲ့အောင်မြင်သွားပါလိမ့်မယ်ဒီကာလမျိုးမှာတောက်ကြသားသမီးတွေနဲ့ခရီးဝေးသွားခြင်းကိုရှောင်ခြင်းမှာလို့ဆရာမကပြောခြင်းပါတယ်ဒီအချိန်မှာတောက်ကြသားသမီးတွေနေနဲ့မိမိရဲ့ဘောနော်ဒီရောင်းဝယ်ဖောက်ကားမဲ့ပစ္စည်းတွေကိုတိုးလောင်မယ်ဆိုလို့ရှိရင်တော့ဒီကာလမျိုးမှာဒီစိတ်ကူးကိုဖျောက်လိုက်ပါမလုပ်သေးပါနဲ့လို့ဒါမျိုးရင်းနှီးမြှုပ်နှံတဲ့ကိစ္စတွေကိုမလုပ်သေးပါနဲ့လို့လည်းဆရာမကပြောခြင်းပါတယ်တောက်ကြသားသမီးတွေနဲ့ဒီကာလမျိုးမှာမိမိရဲ့ပညာရေးတွေမှာလည်းမိမိကိုတိုက် ဘောနော်အတားစီအပိတ်အပင်တိုက်ခိုက်တွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်ဒါလေးကိုသိချာလေးတည်ငြိမ်စွာနဲ့ကြော်ဖြတ်ပါလို့ဆရာမကပြောကြခြင်းမှာအခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းဒီကလာမင်းမင်းကမမျှော်လင့်မဲနဲ့မိမိကစိတ်ဆက်ပွဲပြက်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရပါတယ်မိမိနဲ့မိမိချစ်သူနဲ့ကအစင်မပြေဖြစ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့ဒါကိုစိတ်အေးချမ်းစွာနဲ့ဖြေရှင်းမှာတိတ်ပြီးတော့လည်းအများကြီးစိုးရင်စရာမရှိပါဘူးတပ်ကြသားသမီးတွေရဲ့ကျမအိမ်အနေနဲ့ပြောမယ်ဆိုရင်တော့အမျိုးသမီးတွေဆိုလို့ရှိရင်လည်းအမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂဝိညာဉ်တွေခံစားရတတ်ပါတယ်အမျိုးသားတွေဆိုလို့ရှိရင်လည်း ဲ့အမျိုးသားနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားတတ်ပါတယ်။ဒါမျိုးကိစ္စတွေကိုဂရုစိုက်ပါလို့ဆရာမကပြောကြားခြင်းပါတယ်။တောက်ကြသားသမီးတွေကိုဆရာမကအရာအလုံးကိုဒီကလာမျိုးမှာစိတ်အေးချမ်းတည်ငြိမ်စွာနဲ့ကြော့ဖြတ်ပြီးတော့ဘာသာရေးလေးလုပ်ပြီးတော့နေထိုင်မယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်လို့ပြောကြခြင်းပါတယ်။တောက်ကြသားသမီးတွေအနေနဲ့ကိုအနေနဲ့ဒီကလာမျိုးမှာဘာတွေကိုလုပ်ရမလဲဆိုလို့ရှိရင်မိမိရဲ့စိတ်အေးချမ်းတည်ငြိမ်မှုကိုရအတွက်ကိုအဲဖះရတဆူဆူမှာသွားပြီးတော့ ပရိစိတ်တာမျိုးတွေတရားထိုင်တာမျိုးတွေဒါမျိုးတွေပြုလုပ်ပါလို့ဆ ्याम မကပြောချင်ပါတယ်။ဆ ्याम မကလည်းတောက်ကြသသမိတွေအတွက်ရရလေးတစ်ခုကတော့ပေးချင်ပါသေးတယ်။ဒါကတော့ရွှေဖီယုံသီးတစ်လုံးမှာမိမိနာမည်ရေးပြီးတော့ခြေထဲကိုမျောလိုက်ပါ။ဒါဆိုရင်တောက်ကြသသမိတွေနေနေမိမိမှာကြုံတွေ့ရနေရတဲ့အဆိုးအခိုက်အညံ့တွေအားလုံးပြေကျပြေပြောက်သွားပြီးကောင်းကျိုးတွေဝေဆာလာမှာအမှန်ပါပဲရှင်။တောက်ကြသသမိများအားလုံးလည်းအဆင်ပြေကြပါစေလို့ဆ ्याम မကလည်းထပ်ဆင့်ပြီးဆုတောင်းပေးလိုက်ပါတယ်ရှင်။ ားလုံးပဲမင်္ဂလာပါရှင်ဆီယမကတော့ဇနီးသားသမီးများအတွက်ဒီ၁၂လပိုင်းတလားစာဒါတော့နမိတ်ကံကျင်မာကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်ဒီကလာမျိုးမှာစနေသားသမီးရဲ့စီးပွားရေးလုပ်ငန်းနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီချိန်မှာမိမိရဲ့စီးပွားရေးလုပ်ငန်းတွေကမိမိရဲ့အဲညံအကောင်းမှု မိမိရဲ့အတီထွင်တွေးဆတဲ့ဉာဏ်ကောင်းမှုတွေကြောင့်ဒီကာလမျိုးမှာအောင်မြင်မှုတွေရရှိတတ်ပါတယ်ဒီချိန်မှာမိမိရဲ့လုပ်ငန်းတွေကိုတိုးချဲ့ဖို့ရည်ရွယ်ထားရဲဆိုလို့ရှိရင်လည်းဒီကာလကာလမျိုးမှာစတင်ပြီးတော့အကောင့်ထဲပေါ်ပါလို့ဆရာမကပြောကြားခြင်းပါတယ်ဒီကာလမျိုးမှာမိမိရဲ့လုပ်ငန်းတွေမဆိုတလောက်လေအတိုက်ခိုက်တွေရှိတော့လဲဒါတွေကိုမိမိကကြော်ဖြတ်နိုင်ပါလိမ့်မယ်လို့ဆရာမကပြောကြားခြင်းပါဒီချိန်မှာမိမိကအလုတ်လျှောက်ထားတဲ့သူဆိုလို့ရှိရင်တော့ဒီကာလမျိုးမှာလုပ်ငန်းကင်ငန်းအသစ်တွေပေါ်လာတာမျိုးတွေမိမိကိုအလုတ်လုတ်ဖို့တစ်ဖက်ကကမ်းလှမ်းတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီကာလမျိုး ို့မှာစနေသားသမီးတွေအနေနဲ့ဘာတွေကိုရှောင်ရမလဲဆိုရင်မိမိကလောင်းစားလုပ်ငန်းနဲ့လုပ်ပတ်သက်ပြီးလောက်ကင်ရဲသူဆိုလို့ရှိရင်တော့ဒါတွေကိုအားကျုံမှန်တဲ့မလုပ်ဘဲနဲ့ဖြည်း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 ချင်းနဲ့လုပ်ဆောင်မှာလို့ဆရာမကပြောကြခြင်းပါတယ်ဒီကလာမျိုးမှာလောင်းစားတွေကလုပ်လုပ်ငန်းနဲ့လောက်ကင်မယ်ဆိုရင်အကျိုးမပေးသေးပါဘူးလို့ဆရာမကပြောကြခြင်းပါတယ်စနေသားသမီးတွေရဲ့အခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းအရင်တော့ကမိမိနဲ့ဝေးကွာသွားတဲ့ချစ်သူရင်းစားတွေကဒီကလာမျိုးမှာပြန်လည်ပြီးဆက်သွယ်လာတာမျိုးတွေဂျုံလေးရတတ်ပါတယ်ဒီအချိန်မှာအိမ်တော်ရဲ့အနေနဲ့ပြောရမယ်ဆိုရင်လည်းမိမိအိမ်တော်မနဲ့မိမိက အဆင်ပြေချုံးမွေးမှုတွေရရှိနေပါလိမ့်မယ်လို့ဆရာမကပြောကြချင်ပါတယ်ဒီကလာမြို့မှာစနေသားသမီးတွေအနေနဲ့အရင်ကကွဲကွာသွားတဲ့တငယ်ချင်းမိတ်ဆွေဟောင်းတွေကလည်းမိမိကိုပြန်လည်ပြီးတော့ဆက်သွယ်လာတာမျိုးတွေမိမိမျှော်လင့်နေတဲ့သူကပြန်လည်ပြီးရောက်ရှိလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီကလာမြို့မှာစမအီအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုလက်မအီမတာဖြစ်တဲ့ယောဂဝေဒနာတွေခံစားတတ်ပါတယ်ပြီးဟိုနာရတာဒီနာရန်နာဒါမျိုးယောဂဝေဒနာတွေခံစားတတ်ပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေကိုဆရာမကရန်ရီယာလေးတစ်ခုပေးခြင်းပါလိမ့်တယ်ဒါကပါလဲဆိုရင်မိမိက မှန်တစ်ချက်ရှိမှရက်ပြီးတတ္တဝါအားလုံးကိုမြစ်တာပို့လိုက်ပါဒါဆိုရင်တော့စနေသားသမီးတွေအနေနဲ့ကောင်းကျိုးတွေဝေဆာပြီးဆိုးကျိုးတွေပြေပြောက်သွားမှအမှန်ပါပဲရှင်စနေသားသမီးများအားလုံးလည်းအဆင်ပြေကြပါစေလို့ဆရာမကဆုတောင်းပေးလိုက်ပါတယ်ရှင်